ကျွန်တော်တို့အနေနဲ့ကတော့ခံစားရတာအကြောင်းသားတွေကဘာလဲဆိုတော့ time waste ဖြစ်တာပေါ့ဗျာကျွန်တော်အသွားနန္နာကြီးအပြန်နန္နာကြီးလိုမျိုးကျွန်တော်တို့ဒီဖြတ်တန်းရတာဖြစ်တဲ့တကြောင်ကျွန်တော်တို့အနေနဲ့ကပညာသင်ကြားရတာလည်းဟလာဒီဒပိုင်နောက်တစ်ခုကခရီးပန်းပြီးတော့ကျွန်တော်တို့မှာလေးလာသင်ယူမှုအချိန်နှဲဝါတာလည်းဒပိုင်အဲ့ဒီလိုစိုးကြိုးတွေကတော့ကျွန်တော်အများကြီးခံစားရတယ်အာနာနဲ့လုံခြုံရေး ဟိုပဲအဓိကဦးစားပေးလိုက်တဲ့အခါမှာကျွန်တော်တကယ်ပညာကြီးမှာအရင်နစ်နာပါတယ်။ဘာလို့လဲကျောင်းသားတွေကဝေးကြီးမှာဆရာဆရာမလုံလောက်မရှိဘဲနဲ့စာသင်ကြရတယ်။လက်တွေ့ပစ္စည်းတွေလုံလောက်မသင်နောက်ကူပစ္စည်းမရှိဘဲနဲ့သင်ကြရတယ်။အဲ့လိုပဲတချို့ဆိုဘလောက်စိတ်မကောင်းဖြစ်စရာလဲဆိုရင်ဘာမဟုတ်တဲ့ဒီကျွန်တော်တို့တူညာနိုင်ငံတွေမှာမသေးတော့မွေကြိုက်လို့ဒီမှာလှိုင်းသားမှာမွေကြိုက်ပြီးတက္ကသိုလ်တခုမှာမွေကြိုက်ခံလိုက်ရတော့ရန်ကုန်စေးဝင်ကြီးရောက်တာမွေစိတ်ဖြစ်စီအိုင်နာမှာမရှိတဲ့အတွက်ကြောင့်ရန်ကုန်စေးဝင်တေလိုက်တေလိုက်နဲ့ကျောင်းသားကျောင်းသူတယောက်လောက်ဆုံးသွားတာကျွန်တော်ဖတ်ရတာ တိုက်ကသူတစ်ခုရဲ့အသွင်တရံနဲ့အနှစ်သာရလည်းမပြည့်တဲ့အပြင်ចောင်းသားတွေကိုလည်းဒီမြို့ပြင်မှာထုတ်ထားတော့ចောင်းသားတွေကခုနကပြောတဲ့တင်ယူစရာဝန်းကျင်မဟုတ်ဘဲနဲ့ခုနចောင်းတွေကဒီဟိုလူလူမဖတ်လက်မှတ်သွားထိုးဖို့စောင့်မဲဖြေဖို့သွားတဲ့ဟာလောက်ပဲအသုံးဝင်တော့တယ်ပေါ့နော်ဒီတိုင်းမှာတော့စိုးကြိုးတွေအများကြီးတက်ရောက်လာရင်ကျွန်တော်တို့ကြားတယ်တိုက်ကသူပေါဝင်ကျင်မှာမရှိတဲ့မရှိထိုက်တဲ့ အကြောင်းအရာတွေကိစ္စရက်တွေတော့အများကြီးရှိရပေါ့။မမူးရစီဝါလိုကိစ္စမျိုးတွေပေါ့နော်။ကျင့်စာရိတ္တဘောနော်။ moral ဘိုင်းပေါ့။ဇာရိတ္တနဲ့ကျင့်ဝတ်ဘိုင်းဆိုင်ရာဟိုပေါ့ဟိုဟိုရုပ်ဆိုးစေတဲ့အရာတွေအားလုံးကတော့အဲ့မှာသွားဖြစ်နေတယ်။အဲ့ဒါကိုကျွန်တော်တမင်သက်သက်တောင်လုံးသလားလို့တချို့ကမေးခွန်းနေတော့မေးလာရပေါ့။အဲ့တော့ဒါမျိုးမဖြစ်သင့်ဘူးပေါ့နော်။ကျွန်တော်တို့ရန်ကုန်တက္ကသိုလ်ထဲမှာအကြောင်းလာတက်တဲ့ဆိုလို့ရှိရင်သူတို့ကဘေးနားမှာရှိတဲ့တထေးတွေ နောက်ပြီးပညာတတ်တွေဖြစ်တတ်တဲ့ကြောင့်မလို့သူတို့ကိုသူတို့ကဘာလို့လာမလဲဆိုတော့နေတက်စားတက်ပြောင်းမင်းနာတွေကိုပြုတ်ပြင်းတင်ယူတဲ့နေရာဖြစ်လာတယ်ကျွန်တော်တို့ကဘယ်ကိုပို့လိုက်လဲဆိုလို့ရှိရင်ဒီမြို့ပေါ်အကြောင်းလေးကိုတောကိုပို့လိုက်တဲ့တကြောင်မလို့တောမှာရှိတဲ့သူတွေကအထင်သေးတယ်ငါတို့လောက်သိနေညာမရှိဘူးဆိုတော့သူကလုတ်ချင်ရလုတ်တယ်အဲကြောင်မို့တဲဟုတ်ကနေဇက်တောက်ရှော့ပေါ်လာတာငါတို့လုတ်တဲ့ကငါမြို့သားလုတ်ချင်ရလုတ်တဲ့ကြောင်ငါတို့ကတင့်တယ်တယ်ဆိုတော့အမြင်မျိုးက morality chain လုံးဝဖြစ်သွားတယ် morality တွေကလုံးဝ chain ဖြစ်သွားတယ် တက်ကတူတွေမြို့ပြင်ရောက်သွားတာဒါကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။တော့အစိုးရကအရင်အစိုးရပေါ့ဗျာ။ဒါသူတို့ရဲ့လုံခြုံရေးအတွက်ចောင်းသားတွေကခဏခဏဆန္ဒပြတယ်။ဆန္ဒပြတာလည်းဒီအစိုးရရဲ့လုပ်ရက်ကိုမကျေနပ်တဲ့အတွက်ចောင်းသားတွေဆန္ဒပြတယ်။ဆန္ဒပြရတဲ့ចောင်းသားတွေမြို့ထဲမှာမရှိအောင်ចောင်းမြင့်ပို့တယ်စနစ်ပဲ။ဒါမူလရည်ရွယ်ချက်ကမှားနေတယ်။ဆိုတော့ကျွန်တော်တို့တက်ကတူပြဝုံဆိုတာကចောင်းသားတွေဟို ဒီတင်ယူမှုကိုအားပေးတဲ့ပတ်ဝန်းကျင်မျိုးဖြစ်ဖို့လိုတယ်။ကျောင်းသားတွေပျော်ရွှင်တဲ့ပတ်ဝန်းကျင်၊လုံခြုံတဲ့ပတ်ဝန်းကျင်ဖြစ်ဖို့လိုတယ်။တက္ကသိုလ်တွေမျိုးပြင်ထုတ်လိုက်တဲ့အတွက်လုံခြုံတဲ့ပတ်ဝန်းကျင်မဟုတ်တော့ဘူး။ကျွန်တော်တို့သတင်းတွေမှာကြားနေရတဲ့ main clay တွေမတော်မတရားဖြစ်ရတယ်။ဘေးမှာအရက်ဆိုင်နေတဲ့ကျောင်းသားတွေမှုရေးဆေးဝါးတွေနဲ့ဆိုမျိုးပြင်ရောက်တဲ့အတွက်ဆိုးကျိုးတွေကြီးပဲ။